ကျွန်တော်တို့ Manchester United ဆိုတာဥရောပအင်အားကြီးအသင်းတစ်သင်းဖြစ်တယ်လို့ပရိသတ် fan base တောင်းတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ဒီအသင်းရဲ့တမိုင်းကြောင်းကိုအချင်းချင်းပြောရမယ်ဆိုရင်တော့အသင်းကိုစတင်တည်ထောင်ခဲ့တာက1888ခုနှစ်မှာဖြစ်ပါတယ်။ဆက်စချင်းနာမည်က Manchester United တော့မဟုတ်ပါဘူး။ Newton Heath LYR Football Club လို့စတင်သုံးဆွဲခေါ်ခဲ့တာဖြစ်ပါတယ်။ခုလက်ရှိသုံးဆွဲနေတဲ့ Manchester United ဆိုတဲ့နာမည်ကိုတော့1902ခုနှစ်မှာစတင်ပြောင်းလဲခေါ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးစုဖလားအဖြစ် FA ဖလားကို1909ခုနှစ်နဲ့ Big Title ကို1908ခုနှစ်တို့မှာရယူနိုင်ခဲ့ပါတယ်။ဒီလိုနဲ့အစောပိုင်းမှာအောင်မြင်မှုတွေတော့မင်းများဆဆမရှိခဲ့ပါဘူး။အဓိကစတဲ့အောင်မြင်မှုတွေအများအပြားရယူနိုင်ခဲ့တာကတော့ကျွန်တော်တို့ဒုတိယကမ္ဘာစစ်အပြီးအသင်းကိုပြန်လည် moment တိဆောက်ပြီး Samus Busby လက်ထက်မှာဖြစ်ပါတယ်။လို့တဲ့အသင်းဟာအောင်မြင်မှုအရှင်ရနေတုန်းရှိတဲ့အသင်းသမိုင်းတစ်လျှောက်အကြီးတန်းဆုံးဖြစ်ရဖြစ်တဲ့1958 Munich Air Disaster ကြီးဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရဲ့ဆိုစီကြောင့် Manchester United ကစားသမား၈ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်ဒီလိုနဲ့ Samus Presby ကဖြစ်ရဲ့ဆိုစီဖြစ်ပြီးနောက်အသင်းကိုပြန်လည် moment တည်ဆောက်ခဲ့ပြီး1968ခုနှစ်မှာတော့ Manchester United သမိုင်းတစ်လျှောက်ပထမဆုံးသော European Cup ကိုရယူပေးနိုင်ခဲ့ပါတယ်အဲ့နောက်ပိုင်းကာလတွေမှာတော့ United တို့ဟာနိုင်လိုက်မြင့်လိုက်ဖြစ်နေခဲ့တာပေါ့1986ခုနှစ်မှာတော့ကျွန်တော်တို့အသင်းသမိုင်းတစ်လျှောက်အလုံးကိုပြောင်းလဲပြစ်နိုင်မဲ့လူတယောက် Manchester United ကိုရောက်ရှိလာခဲ့ပါတယ် သူကတော့ကျွန်တော်တို့အားလုံးသိတဲ့အဲလက်စ်ဖာဂူဆန်ဖာဂူဆန်အကြောင်းကိုလည်းပြောရရင်သူကမန်ချက်စတာယူနိုက်တက်ကိုမရောက်ရှိခင်ကတည်းကစူပလာရီဆူကူဖူတာပြီးတော့သူရောပေါအောင်ပွဲကိုလည်းအဘာဒင်းအသင်းနဲ့အတူရယူထားပြီးဖြစ်ပါတယ်သူကစကော့တလန်ကလပ်အဘာဒင်းအသင်းကိုရှင်းနစ်ချာနီးပြခဲ့ပြီးရိန်ဂျာနဲ့ဆယ်တစ်အသင်းတို့ရဲ့ဒီရေဆိုမိုနေမှုကိုအဆုံးသတ်ပေးနိုင်ခဲ့ပါတယ်ဥရောပပြိုင်ပွဲဖြစ်တဲ့ European Cup Final မှာလည်း Real Madrid လိုအသင်းကိုထောင်983ခုနှစ်မှာအနိုင်ယူပိုဆွဲခဲ့တာဖြစ်ပါတယ် ဖာဂူဇန်ယူနိုက်တက်ကိုမရောက်ရှိခဲ့1966ခုနှစ်အထိယူနိုက်တက်တို့ဟာလိဂ်တိုက်တယ်ကို1969ခုနှစ်ကနောက်ဆုံးရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ဥရောပအောင်မြင်မှုကိုလည်း1968ခုနှစ်မှာနောက်ဆုံးရယူထားနိုင်ခဲ့တာပါ။အဲဒီဆုပလာ၃လုံးနဲ့ FA Cup ပလာ၃လုံးသာ16နှစ်အတွင်းမှာယူနိုက်တက်တို့ဆုကူထားနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်အဲ့ဒီချိန်တုန်းကအောင်မြင်မှုကိုအရသာတွေးနေတဲ့ဖာဂူဆန်နဲ့ အောင်မြင်မှုကိုဆာလောင်နေခဲ့တဲ့ United တို့ပေါင်းစည်းမှုကလပခဲ့တယ်လို့ပြောရပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီလိုလပမှုတွေဟာရရလာခြင်းမှာပဲမျက်လဲဆက်ဆက်ကြုံတွေ့ခဲ့ရတာတော့မဟုတ်ပါဘူး။အခက်အခဲအကျက်အတဲ့အနေမြင့်အတက်ကျများစွာကိုဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။ Ferguson အနေနဲ့ United ကိုနီးပြခဲ့တဲ့နှစ်ပေါင်းများစွာထဲမှာမှအောင်မြင်ဆုံးရာသီကတော့ Triple ရယူနိုင်ခဲ့တဲ့1999ဘောလုံးရာသီဖြစ်ပါတယ်။ ဒီနေ့ဗီဒီယိုမှာတော့ Ferguson အနေနဲ့အရာရာရွှွှင်းနေတဲ့အသင်းကို Blue Ray ပြုပြင်ပြောင်းလဲတည်ဆောက်ပြီးသမိုင်းဝင်အောင်ပွဲရယူနိုင်ငယ်လဲဆိုတာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးမစားတင်ခင်ကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုတွေကိုကြိုက်နေသက်တယ်ဆိုရင်ကျွန်တော်ရဲ့ Channel လေးကို Subscribe ပြုလုပ်ပေးပြီးရောဗီဒီယိုလေးကို VPN ခံကြည့်ပေးဖို့တောင်းဆိုပါတယ်။ Ferguson ရဲ့ရောက်ချင်း Manchester United ရဲ့အခြေအနေကိုပြောရမယ်ဆိုရင်သူတို့ဟာအမတ်ပီဇီယာရဲ့22သင်းရှိရာမှာအဆင့်16နေရာမှာရောက်ရှိနေတာဖြစ်ပါတယ်။ ကနေရာမှာတခုမေးစရာရှိတာကအမှတ်ပေးစရာကအစ်စ်20အထိပဲရှိတာမဟုတ်ဘူးလားဆိုတာကယခုအချိန်မှာတော့ဟုတ်ပါတယ်ဒါပေမဲ့1960ကနေ1995ခုနှစ်ထိ22သိန်းနဲ့ရှင်ပြန်ခဲ့ကြရတာဖြစ်ပါတယ်ဒီလိုအမှတ်ပေးစရာရဲ့အစ်စ်16ရောင်းနေတဲ့အသင်းမှာပြဿနာတွေကလည်းပေါင်းစုံပါပဲပထမဆုံးဖာဂူဆန်ဖြစ်ရှင်းရတဲ့ပြဿနာကတော့ကစားသမားတွေရဲ့အတောက်စားပျော်ပါအလေးချင်းတွေပါနောက်ထပ်ရင်ဆိုင်ရတဲ့ပြဿနာကတော့ကစားသမားတွေရဲ့ကြက်ခိုင်မှုမပြေဝတဲ့ပြဿနာပါ မန်ချက်စတာယူနိုက်တက်နီးပြအဖြစ်တာဝန်ယူပြီးတဲ့နေ့ရက်ကြာမှာပဲဖာဂူဆန်ရှုံးပွဲနဲ့စတင်တိုးတွေးခဲ့ရပါတယ်။အဲဒီလိုနဲ့အဲရဒီမှာဖာဂူဆန်အနေနဲ့လူခေါ်ယူမှုတွေမလုံဆောင်နိုင်ခဲ့တဲ့တိုင်အောင်မန်ချက်စတာယူနိုက်တက်ကိုတော့အမတ်ပေးစရာရဲ့အဆင့်7နေရာတိရာသီပိတ်သိမ်းနိုင်အောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ဖာဂူဆန်ကငကိုရှိနေတဲ့အစုအဖွဲ့နဲ့သူယခုလိုဆွမ်းဆောင်နိုင်ခဲ့တာကြောင့်အတိအမှတ်ပြုရမှာဖြစ်ပါတယ်။ဒီလိုနဲ့ Manchester United ဟာလည်းတိတိတသာတိုးတက်ပြောင်းလဲလာနေခဲ့ပါတယ်။ ဖာဂိုဆန်ရဲ့ဒုတိယရာသီမှာတော့အသေးရဲ့လူရှင်းကို Brain McLaren နဲ့ Viv Anderson တို့လိုကစားသမားတွေခေါ်ယူအားပြေးခဲ့ပါတယ်။ဒီစင်မှာအပြောင်းရွှေ့မှာလည်း Steve Bruce လိုကစားသမားကိုထပ်မံခေါ်ယူခဲ့ပါတယ်။အဲ့ဒီရာသီမှာတော့ United တို့အနေနဲ့ Liverpool ရဲ့နောက်ဒုတိယနဲ့သာရာသီပိတ်သိမ်းခဲ့ရပါတယ်။ဒါကြောင့် Ferguson အနေနဲ့နောက်ရာသီမှာယခုထက်ပိုမိုကောင်းမွန်နေတာကြောင့်အသေးရဲ့တိုက်စစ်ကစားသမားဟောင်းဖြစ်တဲ့ Mac Lucas ကိုတင်းစီပြန်လဲခေါ်ဆောင်ခဲ့ပါတယ်။ဒီကစားသမားဟာ Barcelona ကိုပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီးဒုတိယအကြိမ်မြောက်ပြန်လဲခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီရာသီမှာတော့ United တို့အနေနဲ့ဆိုးရွားတဲ့ရာသီကိုဖျက်ဆီးခဲ့ရပါတယ်အဲ့ဒီနှစ်ဟာ United တို့အတွက်16နှစ်တာကာလအတွင်းမှာကိုင်းထဲကိုလာရောက်ချစ်ရှုတဲ့ပြည်များပြည်သက်ဥွေအ ਨੇ ဆုံးနှစ်လည်းဖြစ်ခဲ့ပါတယ်အဲ့ဒီပြအမပေးစရာမှလည်းအဆင့်17နဲ့သာရာသီပိတ်သိမ်းနိုင်ခဲ့ပါတယ်။ဒါကြောင့်ပဲ Ferguson အနေနဲ့အောင်မြင်မှုတွေရယူခြင်းယခုတက်ပုံပုံပြောင်းလဲလှုပ်ဆောင်ဖို့လိုကြောင်းသဘောပေါက်ခဲ့ပါတယ်။ဒီလိုနဲ့နောက်ရာသီမှာတော့အသင်းရဲ့အဓိက key player တော်တော်များများကိုရောင်းချပြီး Paul Ince, Gary Pallister, Neil Webb စတဲ့ကစားသမားအသစ်တွေနဲ့တွေးတက်လောင်းခဲ့ပါတယ်။ ။နောက်ရသည်မှာတော့ United တို့ဟာ Premier League အဖွင့်ပွဲမှာလက်ရှိ Champion Arsenal ကို4-1နဲ့အနိုင်ရရှိကာအဖွင့်လာခဲ့ပါတယ်။ဒါပေမဲ့အတေးရဲ့ခြေစွမ်းဟာ Netherlands မြင့်တလဲနဲ့တိတ်မကြခင်မှာပဲမကြသေးခင်ကမှတန်းတက်လာခဲ့တယ်။မျိုးကံပြန်ပြဖြစ်တဲ့ Manchester City ကို9ဂေါ်တကိုးနဲ့အချက်တကွဲရှုံးနိုင်ခဲ့ရပါတယ်။အဲ့ဒီရှုံးပွဲကိုရော့ဖာဂူဆန်အနေနဲ့သူ့ရဲ့နီးပြတ်တက်တန်းတစ်လျှောက်လုံးမှာအရှက်ရဆုံးရှုံးပွဲဖြစ်တယ်လို့ပြောဆိုခဲ့ပါဗါတယ် ဒီလိုနဲ့တောရသည်ကြာတဲ့အထိစူပလာပါတစ်ခုမှရရှိအောင်ရေရမဆွမ်းဆောင်ထားနိုင်သေးတဲ့ကြောင့်မီဒီယာတွေနဲ့ပရိသတ်တွေကပါကူဆန်မန်ချက်စတာယူနိုက်တက်ကနေထွက်ပေါက်သွားဖို့အလိုရှိခဲ့ကြပါတယ်အဲမဲ့လေမနီကမှာဆက်ကုတ်တက်တဲ့အစ်စ်ထက်မှန်တိုးချဲ့ထားတာကြောင့်ပိုးဖွဲအနေနဲ့ဖာဂူဆန်ကိုအချိန်ထက်မှန်ပေးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါပေမဲ့လေဖာဂူဆန်နဲ့ယူနိုက်တက်တို့ဟာနိုင်ပွဲတွေပျောက်ဆုံးနေခဲ့ရပြီးဖာဂူဆန်ထုတ်ခံရဖို့လည်းတရကန်းတာကြံရှိနေတော့တဲ့အနေအထားဖြစ်ပါတယ်။ ဒီလိုနဲ့ပဲဘုံခွဲဟာ Nottingham Forest နဲ့ကစားမဲ့ FA Black ကစ္စမအစစ်ပွဲစဉ်ကိုအဆုံးဖြတ်ပွဲစဉ်ဖြစ်သတ်မှတ်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာတော့ Mac Hughes ရဲ့အခွင့်အရေးဖန်တီးပေးမှုကနေ Mac Robin ကတလုံးတည်းသောအနိုင်ကိုကိုသွင်းယူပေးခဲ့ပြီး Ferguson ရဲ့နီးပြရာတို့ကိုလည်းကောက်ွယ်ပေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့သူတို့ဟာ Fury မှတ်ပေး Flash မှာတိုင်ပတ်နေခဲ့ပေမဲ့လည်း FA Flash မှာတော့ Dog Shot Final တက်ရောက်နိုင်ခဲ့ပါတယ်။ FA Cup မှာတော့ Crystal Palace ကိုအနိုင်ရပိုဆွဲပြီး Ferguson လည်းအသက်ရှူချောင်ခဲ့ပါတယ်။ ဒီလိုနဲ့နောက်ဆုံး300တီအကြာမှာတော့ Ferguson အနေနဲ့ United နဲ့အတူပထမဆုံးစုပလာရယူနိုင်ခဲ့ပါတယ်။အဲ့ဒီဖလားကြောင့်ပဲ United တို့ဟာ European Cup ဝင်တာ Cup ကိုလည်းဝင်ရောက်ရှင်ပြန်ခွင့်ရရှိခဲ့ပါတယ်။အဲ့1985ခုနှစ်မှာ English Club တွေကိုဥရောပပြန်ပွဲဝင်ပြိပင်ထားရကနေပထမဆုံးပြန်လည်ကစားခွင့်ရတဲ့နှစ်လည်းဖြစ်ခဲ့ပါဗျ။ဒီလိုနဲ့နောက်ရသည့်အတွက်အသင်းရဲ့လူရှင်းမှာ Dennis Irwin ကိုထပ်မံအားဖြည့်ခဲ့ပြီးဥရောပအောင်မြင်မှုရယူဖို့ဖြစ်စဉ်နေခဲ့ပါဗျ။ နောက်ရသည်မှာတော့သူတို့ကင်ဆင်ထားခဲ့တဲ့အတိုင်းပဲ European Cup ဝင်တာ Cup Final ထိရောက်ခဲ့ပြီး Joran Cruyff နီးပြနေတဲ့ Barcelona နဲ့ရင်ဆိုင်ခဲ့ရပါတယ်အဲ့ဒီပွဲစဉ်မှာ United တို့အနေနဲ့ Barcelona ကစားသမားဟော Marcus ရဲ့တွင်းကိုနှကိုနဲ့ဒူ2-1နဲ့အနိုင်ရရှိခဲ့ပါဗျ။အဲ့ဒီပွဲပြီးမှာ Ferguson အနေနဲ့သူတို့အသင်းဟာ Nonne အမှတ်ပေးပလာကိုစုကူးနိုင်လိမ့်မယ်လို့ကြေညာခဲ့ပါဗျ။ ဒီနေရာမှာ European Cup Winner Cup အကြောင်းလေးလည်းနည်းနည်းပြောပြချင်ပါတယ်။ဒီပြိုင်ပွဲကို1969ခုနှစ်မှာစတင်ခဲ့ပြီးတော့ Cup Winner Cup လို့စတင်ခေါ်ခဲ့ပါတယ်။ဒီပြိုင်ပွဲက1999ခုနှစ်မှာတော့ UEFA Cup ယခုကော Europa League လို့ပြောင်းလဲခေါ်ခဲ့တဲ့ပြိုင်ပွဲဖြစ်ပါတယ်။ယခုကော Champions League ပြိုင်ပွဲကိုတော့1955ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီး European Cup လို့စတင်ခေါ်ခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်တော့ European Cup နဲ့ Cup Winner Cup ကိုရှင်းရှင်းလင်းလင်းသိသွားပြီလို့ယူဆပါတယ်။ ဖာဂူဆန်အနေနဲ့ကပ်ပွင့်တာကပ်ရယူအပြီးနောက်နေ့မှာတော့အမပေးစရာကိုသူတို့ရယူသွားလိမ့်မယ်ဆိုတာအလကားသက်သက်ပြောကြားခဲ့တာတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်အတွင်းမှာအသင်းကိုသူလိုချင်တယ်လို့တဖြည်းဖြည်းပုံသွင်းပြီး FA ဖလားကပ်ပွင့်တာကပ်ရယူအပြီးမှာတော့သူ့အနေနဲ့ဒီအသင်းဟာဘယ်ပြိုင်ပွဲကိုမဆိုရှင်ပြိုင်ပွဲဆွဲနိုင်တယ်ဆိုတာယုံကြည်မှုရှိနေခဲ့ပါတယ်။ဒီလိုနဲ့ဖာဂူဆန်အသင်းကိုထပ်မံကြောင်းလဲမှုတွေလှုပ်ဆောင်ခဲ့ပြီးကိုသမားနေရာအတွက်လူမသိသူမသိဒိမ့်မတ်ကိုသမားပီတာရှမိုင်ကယ်ဆိုတဲ့ကောင်လေးကိုအသင်းစီခေါ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီကာလအတွင်းမှာအသင်းရဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ Ryan K ဟာလည်းပဲကစားကွင်းမိနစ်ပိုင်းခြားအချို့စတဲ့ရရှိနေပြီဖြစ်ပြီးတော့ယခုရာသီမှာတော့ကစားကွင်းပုံမူရရှိကအသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်နေခဲ့ပါပြီ။သူနဲ့အတူ Lee Chef လို့ခေါ်တဲ့အလားအလာရှိတဲ့လူငယ်တစ်ယောက်လည်းထွန်းတောက်ခဲ့ပါတယ်။ဒီလိုနဲ့အဲ့ဒီရာသီမှာတော့ United တို့ဟာဒီဇင်ဘာအရောက်မှာအမတ်ပေးစရာကိုဝူးဆောင်ထားနိုင်ခဲ့ပါတယ်။အဲဒီမဲ့ United တို့ကိုဒုတိယနေရာကနေလိုက်လံပြားပေးနေတဲ့ Lee အသင်းအားလည်းပဲထက်ချက်မကွာရှိနေခဲ့ပါတယ်။ အဲ့ဒီရာသီမှာ list united တို့ဟာတန်တက်လာတာနဲ့ရာသီသာရှိနေတဲ့ချိန် supply ကိုစိန်ခေါ်နေနိုင်တာဖြစ်ပါတယ်။အဲ့ဒီချိန် list united ကိုနီးပြဖြစ်သူ howard wilkinson ကဦးဆောင်ခဲ့ပြီးပြင်သစ်ကျယ်ပွဲ eric cantona လည်းရှိနေခဲ့ပါတယ်။ november မှာလာမှာတော့ united တို့အနေနဲ့ super cup ကိုဆုပ်ကူးနိုင်ခဲ့ပါတယ်။ april လမှာတော့အသင်းသမိုင်းတစ်လျှောက်ပထမဆုံးသော league cup ကိုရယူပေးနိုင်ခဲ့ပါတယ်။အမပေးစရာမှာတော့တရာသီလုံး drama တွေဖြစ်နေဖြစ်နေခဲ့ပါတယ်။ အဲ့ဒီနောက်နောက်ဆုံးပွဲစဉ်မရောက်ရှိခင်ပွဲစဉ်48အဖြစ်ကစားခဲ့တဲ့လီဗာပူးနဲ့ပွဲစဉ်မှာတော့ရှုံးနိမ့်ခဲ့ပြီးတဲ့နော် Leeds United ကချန်ပီယံဖြစ်ခဲ့ပါတယ်။ယခုဆိုရင် United တို့အနေနဲ့အမပေး plus ဆုမခူးနိုင်ခဲ့တာနှစ်ပေါင်း25နှစ်ရှိနေပြီဖြစ်ပါတယ်။ဒီလိုနဲ့1992ခုနှစ်မှာတော့ Premier League ဖြစ်စတင်ပြောင်းလဲခဲ့ပြီး United တို့အနေနဲ့ပြိုင်ပွဲတစ်မှာ25နှစ်ကြာဝေးကွာနေခဲ့တဲ့အမတ်ပေး plus ကိုအရယူချင်နေခဲ့ပါဗျ။အဲ့ဒီနောက် Ferguson အနေနဲ့အသင်းမှာတိုက်စစ်ပိုင်းလိုအပ်ချက်ရှိတဲ့ကြောင့်သိရှိခဲ့ပြီးရေကွက်ထဲမှာတိုက်စစ်မှုရှာဖို့တော့ထွက်ခဲ့ပါဗျ။ ဒီလိုနဲ့နွေရာသီအပြောင်းအရွှေ့တစ်လျှောက်လုံး United တို့လိုက်နေခဲ့တဲ့တိုက်စစ်မှုကတော့ Alan Shearer ဖြစ်ပါတယ်။ဒါပေမဲ့ Alan Shearer နေတဲ့ Sanjin တွေပြောင်းရွှေ့ခြင်းနဲ့အတူ Black Pan အသင်းကိုပြောင်းရွှေ့သွားခဲ့တာကြောင့် United တို့အနေနဲ့ပြတ်မဲ့ပြောင်းလဲခဲ့ရပါတယ်။အဲဒီနောက်ဈေးကွက်ထဲမှာ United တို့ရှာဖွေတွေ့ရှိခဲ့တဲ့တိုက်စစ်မှုကတော့ Dion Dublin ဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီအပြောင်းအရွှေ့ဟာထင်သာသလိုဖြစ်မလာခဲ့ပဲသုံးပွဲမြောက်မှာတွင်ဒဏ်ရာရရှိခဲ့ပြီးတရားစီလုံးလွဲချော်မှာဖြစ်တာကြောင့်တိုက်စစ်မှုနောက်ကြောက်ထပ်မံရှာဖွေရပါတော့တယ်။အဲဒီနောက်မှာတော့ Eric Cantona ကိုအသင်းစီခေါ်ဆောင်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ United တို့အတွက်ဆေးလုတ်ရှားစရာကာလာတွေကစတင်ခဲ့ပါဗျ။ကက်ဒိုနာအနေနဲ့ United နဲ့အသင်းပရိသတ်တွေစီကိုပြိုရှင်မှုတွေနောက်တစ်ကြိမ်ယူဆောင်ပေးနိုင်ခဲ့ပါဗျ။ကက်ဒိုနာအနေနဲ့ United မှာရှိနေစဉ်ကာလာရောကအသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေအပြင်အပိုလေ့ကျင့်ရေးအစီအစဉ်တွေပါထည့်သွင်းစေခဲ့ပြီး United အသင်းသားတွေကိုဆေးရထက်တန်စေခဲ့ပါဗျ။ပါကူဆန်အနေနဲ့ဒီပြင်သစ်ကျယ်ပွဲကစားသမားကခြားကစားသမားတွေနဲ့မတူဘဲကွဲပြားနေခဲ့တာကြောင့် ဖာဂူဆန်လွန်နီးပြမျိုးကကန်တိုနာကိုအသေးချာအလေးပေးဆက်ဆံခဲ့ပါတယ်ဒီလိုနဲ့ပဲ United တို့ဟာအမပေးစရာကို ပြန်လည်စိန်ခေါ်နိုင်ခဲ့ပြီး Norwich နဲ့ Aston Villa တို့ကို PR ပေးနေခဲ့ပါတယ်အဲ့တော့မက်စလာရဲမှာလီဗာပူးကို FA မှာနဲ့ဧပြီလရဲမှာအမပေးစရာပြိုင်ပွဲဖြစ်တဲ့ Norwich ကိုအနိုင်ယူပြီးမှတော့26နှစ်ကြာဝေးကွာနေခဲ့တဲ့အမပေးဖလားဟာနောက်ဆုံးမှာတော့ United တို့လက်ထက်ကင်လယ်ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ် ဒီလိုနဲ့1993 94ရာသီမှာလည်း United တို့ကကစားသမားတစ်ထက်မှန်ဖြစ်တင်းခဲ့ပြီးတက်စင်အသင်းဖြစ်တဲ့ Nottingham Forest အသင်းရဲ့ကစားသမားဖြစ်တဲ့ Ryan Kane ကိုခေါ်ယူခဲ့ပါတယ်။သူကတော့အသက်36နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Brian Robson ရဲ့နေရာကိုအစားထိုးဖို့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီရာသီမှာလည်း United တို့အတွက်စိတ်ကစရာတွေကရှိနေပါတယ်။ဥရောပပြိုင်ပွဲကနေ Galatasaray တွေကိုရှုံးနေခဲ့ပြီး Sochi စာထွက်ခွာခဲ့ရပါတယ်။ဒါအပြင် League Cup Final မှာလည်းပဲ Lipia Horn Ron Atkinson ရဲ့ Aston Villa အသင်းကို3-0နဲ့ရှုံးနေခဲ့ရပါတယ်။ ဒါပေမဲ့လည်းပရီးမီးယားလိမှာတော့ပွဲစဉ်၄ရက်ကနေအမပေးစရာကိုဥဆောင်ခဲ့ပြီးနှစ်နှစ်ဆက်ချန်ပီယံဖြစ်ခဲ့ပါတယ်။ကက်တိုနာကတော့ Player of the Year ဆုကိုရရှိခဲ့ပါတယ်။အဲဒီနောက်မှာတော့ United တို့အနေနဲ့အသင်းသမိုင်းတစ်ဆောက် Double အဖြစ် Pires Soublana လုံးစုကူနိုင်ခဲ့ပါတယ်။ပရီးမီးယားလိနဲ့နောက်တစ်ခုကတော့ FA Cup ဖြစ်ပါတယ်။ FA Cup Final မှာတော့ Chelsea နဲ့ Wembley ကွင်းထဲမှာရှင်ပြန်ခဲ့ပြီး၄ဂိုးပြအနိုင်ရပူဆွဲခဲ့ပါတယ်။အချိန်ထဲမှာပဲ Sir Alex Ferguson 1990နှစ်ကလူငယ် FA Player ရှိခဲ့တယ်။လူငယ်အသင်းကကစားသမားတွေကို1993မှာစတင်ပြီးအသင်းကြီးမှတဖြည်းဖြည်းနေရာပေးခဲ့ပါတယ်။အဲ့ဒီရာသီမှာဆိုရင် Greenville, Nicky Butt, Postcol စတဲ့ကစားသမားတွေကိုနေရာပေးခဲ့ပါတယ်။အဲ့ဒီနောက်နောက်ရာသီမှာတော့ Champions League Group Stage မှာ Barcelona ကိုအရှက်တကွဲ4-0နဲ့ရှုံးနိုင်ခဲ့ရပါတယ်။ ီလိုနဲ့ United တို့ဟာအရင်ညာဒီကတွင်ကိုအများဆုံးကစားသမားဖြစ်တဲ့ Newcastle ကစားသမား Goal ကိုစံချိန်နဲ့ပြောင်းရွှေ့ခြင်း7 million နဲ့ခေါ်ယူခဲ့ပါတယ်။အမဘေးဖလားမှာတော့အဓိက ရှင်ပြိုင်နေကြတာက Blackburn နဲ့ Manchester United တို့ဖြစ်ပါတယ်။ဒါပေမဲ့ဇန်နဝါရီမှာပွဲစဉ်26အပြည့်ကစားခဲ့တဲ့ Crystal Palace နဲ့ပွဲစဉ်မှာတော့ United တို့အတွက်အကြီးတန်းစရာဖြစ်တဲ့တစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာကန်တိုနာအနေနဲ့ဆိုးရွားတဲ့ပြည်တဲ့ကျူးလွန်ခဲ့ပြီးတဲ့နော်။ဂိုင်ယာအနီကပြတ်တာကထုတ်ပယ်ခံခဲ့ရပါဗျ။ ယိုနဲ့ကန်တိုနာကိုရင်ကနေထွက်ခွာလာခြင်းဘေးစီကပြည်သက်နဲ့စကားပြောရင်းကနေလုတ်တရဆိုလိုထိုးချိတ်ကန်ကြောခဲ့ပါတယ်ဒီလိုကန်တိုနာရဲ့လောက်ရဟာတော်တော်လေးကိုလူပြောများခဲ့ပြီးမီဒီယာတွေဆိုရင် English football ကနေ ban ပေးဖို့အထိပါတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ဒီလိုနဲ့ United ကကစားသမားကို၄လကြာဘောလုံးကစားကွင်းပိတ်ပင်လိုက်ပါတယ်။အဲဒီနောက် FA ကနောက်ထပ်၄လတိုးကစုစုပေါင်း၈လတန်ခဲ့ခဲ့ပါတယ်။တစ်ဖက်မှာလည်း United တို့ဟာမပေးပလာကိုအကောင်းဆုံးရှင်ပြိုင်နေပြီး Champion အဆုံးအဖြတ်ကိုတော့နောက်ဆုံးပွဲစဉ်အထိဆောင်ဆိုင်သွားရဖို့ရှိနေတာပါ။ Blackman ကအဆင့်1မှာ89မှတ်နဲ့ရှိနေခဲ့ပြီး United တို့က88မှတ်နဲ့ဒုတိယနေရာမှာရှိနေခဲ့တာပါ။အဲဒီနောက်နောက်ဆုံးပွဲစဉ်အဖြစ် Blackman ဟာ Liverpool နဲ့ရင်ဆိုင်ခဲ့ရပြီးရှုံးနေခဲ့ပါတယ်။တစ်ဖက်မှာတော့ United ဟာ West Ham နဲ့ရင်ဆိုင်ခဲ့ပြီးအနိုင်ရယူနိုင်ုံနဲ့ Supplier ယူနိုင်မှာဖြစ်ပေမဲ့လည်း United တို့အခွင့်အရေးမယူနိုင်ခဲ့ပဲတရေကြကဒုတိယနဲ့သာကျင်းပခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီလို Liverpool ကိုရှုံးနေခဲ့ပေမဲ့လည်း Manchester United တည်ရကြခဲ့တာကြောင့် Blackburn တို့က1914နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်အမပေးပလာကိုပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ် အဲ့ဒီနောက်တပတ်ကြာမှာတော့ Falcon နဲ့ United တို့ဟာ FA Flag Final အဖြစ် Everton နဲ့ Wembley ကွင်းထဲမှာကစားခဲ့ကြပါတယ်။အဲ့ဒီပွဲစဉ်မှာ United တို့အနေနဲ့5ပေါက်ပျောက်ဆုံးခဲ့ပြီးတကောကိုမရှိနဲ့ရှုံးနေခဲ့ရပါတယ်။အဲ့ဒါကြောင့်ပဲအဲ့ဒီရာသီမှာတော့ Super League မဖြစ်ခဲ့ရပါတယ်။အဲ့ဒီလို Super League မရာသီကိုဖျက်ဆီးခဲ့ရတာကြောင့်ပဲ1995ခုနှစ်နွေရာသီရေကွက်မှာတော့ United တို့ဟာပုံမှန်ထက်ပိုမိုလှုပ်ရှားခဲ့ကြပါတယ်။အဲ့ဒီနောက်အသင်းမှာရှိနေတဲ့ Star Player တွေဖြစ်တဲ့ Andriy Konjuski Paul Ince, Macute စတဲ့ကစားသမားတွေကိုလည်းမထင်မှတ်ပဲထုတ်ရောင်းခဲ့ပါတယ်။ဒီလိုထုတ်ရောင်းမှုတွေကြောင့်ပဲပရိသတ်တွေဟာအပြင်းအထန်ဝေဖန်ခဲ့ကြပြီးအများစုက Manchester United ကနေ Ferguson ထွက်သွားဖို့ကိုလိုရှိခဲ့ကြပါတယ်။ဒီလိုလူတွေထုတ်ရောင်းတဲ့အပြင် Premier League ပွဲစဉ်တစ်ကစားထားတဲ့အချိန်ထိကစားသမားတစ်တယောက်မှမခေါ်ယူရသေးပါဘူး။အဲ့ဒီပထမဆုံးပွဲစဉ်မှာပဲ Aston Villa တို့ဟာ United ကို3-2နဲ့ဆုံးမပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ Ferguson အသင်းမှာလူငယ်ကစားသမားတွေကိုပုံမနေရာပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ဖာဂူဆန်ကအဲ့ဒီအချိန်ကာလဟာသူ United ကနေထုတ်ခွာရနိုင်ခြင်းအများဆုံးရှိခဲ့တဲ့ကာလဖြစ်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ဒီလိုနဲ့သူရုံရုံကြီးကြီးနေရာပေးခဲ့တဲ့ဒီလူငယ်ကစားသမားလေးတွေကပဲမာဘွိုင်းစတတ်အနိုင်ကင်ပြလိုက်ပါတယ်။ဒီလိုနဲ့ဖာဂူဆန်ကိုအစောကဝေဖန်ခဲ့သူတွေကအခုချိန်မှာတော့ဖာဂူဆန်ကိုလေးစားချီးကျူးသူတွေဖြစ်ကုန်ကြပါဗျ။ချိန်ထဲမှာပဲဖာဂူဆန်က training အသင်းပွဲစဉ်တွေဖြစ်တခြားကလပ်အသင်းတွေနဲ့တကားပိတ်ကကန်တိုနာကိုဘောလုံးနဲ့ဝေးမသွားအောင်လှုပ်ဆောင်နေခဲ့ပါဗျ။ ဒီကိစ္စကို FA ကသိရှိသွားချိန်မှာတော့ပြည်တံကာလာပုံမိုတိုးချဲ့မယ်လို့ထင်ကြောက်ခဲ့တာကြောင့်ကန်တိုနာနေနဲ့အင်မီတန်ဒေါသထွက်ခဲ့ပြီးမန်ချက်စတာယူနိုက်တက်ကနေထွက်သွားကီသစ်ကိုပြန်မယ်လို့လုံနေခဲ့ပါတယ်။အဲဒီနောက် FA နဲ့မန်ချက်စတာယူနိုက်တက်ကြားကညှိနှိုင်းမှုတွေအပြင်ဖာဂူဆန်ရဲ့ကန်တိုနာကိုနားချပေးမှုတို့ကြောင့်ငကိုမူလပြည်တံဖြစ်တဲ့လေးလားအကြာမှာပဲဘောလုံးပြန်ကစားခွင့်ရရှိခဲ့ပါတယ်။သူပထမဆုံးပြန်လည်ကစားခဲ့တဲ့ပွဲကတော့ပရီးမီယာလိပွဲစဉ်ရှေ့ဖြစ်ကစားခဲ့တဲ့ဘာပူးနဲ့ပွဲစဉ်ဖြစ်ပါတယ်။အဲဒီပွဲစဉ်မှာသူ့အနေနဲ့ပနတီကနေတွင်ကိုတကိုသွေးယူပေးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့တရားဒီလို Rankin ရဲ့ခြေစွမ်းပြမှုနဲ့အတူယာဒီကောင်မတော့ United တို့ဟာ Premier League Champion ဖြစ်ခဲ့ပါတယ်။အဲဒီယာဒီ Super League အောင်ပွဲမှာအဓိကကျခဲ့တဲ့နောက်ထပ်ကစားသမားတစ်ယောက်လည်းရှိပါတယ်။သူကတော့ဘိုးသမား Peter Schmeichel ဖြစ်ပါတယ်။သူရဲ့တရားဒီလို Goal Box ရှိမှာကာကွယ်ပေးခဲ့မှုတွေက United အောင်ပွဲအတွက်အဓိကကျခဲ့ပါတယ်။အဲဒီယာဒီ FA Cup Final မှာလည်းပဲခါးသီးပြန်ပဲ Liverpool နဲ့ရင်ဆိုင်ခဲ့ပြီး Cantona ရဲ့ twin goal နဲ့အတူအနိုင်ရပိုဆွဲခဲ့ပါတယ်။ဒီလိုနဲ့1996ခုနှစ်မှာတော့ဒီလူငယ်လေးတွေဟာ FA Cup နဲ့ Premier League ကိုရယူနိုင်ခဲ့ကြပါတယ် ။နောက်ရာသီမှာလည်းပဲပုံစံကောင်းကိုဆက်လက်ထိန်းထားနိုင်ခဲ့ကြပါတယ်။အဲဒီတော့1996 96ရာသီမှာတော့မယူတည့်ရဲ့ဂိုးသွေးအများဆုံးကစားသမားဟာအိုလီဂနာဆူဆက်ဖြစ်ခဲ့ပြီး19ဂိုးသွေးယူပေးနိုင်ခဲ့ပါတယ်။အဲဒီရာသီမှာတော့ United တို့ဟာ Champion League အဆုအဆင့်မှာ Juventus ကိုနှစ်ကြော်လုံးရှုံးနေတဲ့တိုင်အောင်နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ ီလိုနဲ့သူတို့ဟာပြိုင်ပွဲတစ်လျှောက် semi final ထိတက်လိုက်ခဲ့ပြီးဒေါ်မုံကိုရှုံးနေခဲ့ရတာကြောင့် Champions League အိမ်မက်လည်းမေ့မြင်ခဲ့ရပါတယ်။ဒီလိုနဲ့ပဲရုတ်တရက်ဆိုလို့အသက်30အရွယ်သာရှိနေသေးတဲ့အသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ပြင်သစ်ကျယ်ပွင့်ဖြစ်တဲ့ Eric Cantona ကရာသီကုန်ရင်အနားယူရောမယ်လို့ကြေညာခဲ့ပါတယ်။သူ့အနေနဲ့ဘောလုံးလောကကနေနားမယူခဲ့နောက်ဆုံးရသည်မှာလည်းပဲ United တို့ကို Premier League Player ရှိအောင်ဆွဲဆောင်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာကန်နိုနာအနေနဲ့ဇီလိုက်တက်ကနေသူထွက်ခွာခဲ့ရတဲ့အကြောင်းပြချက်တွေတဲကတခုကတော့ ဥရောပပြိုင်ပွဲမှာရှင်ပြိုင်နယ်မို့လုံလောက်တဲ့လူဝင်ရမခေါ်ဆောင်ပေးနိုင်တာကြောင့်လဲပါတယ်လို့ပြောပြခဲ့ပါတယ်။ကနိုဒါအနားယူတော့ပြီးတယ်နော်။ United တို့အနေနဲ့သူ့နေရာအတွက်ဆရင်းငံကိုခေါ်ယူခဲ့ပါတယ်။ဒီလိုနဲ့တော့ရစီမှာတော့ United တို့က Premier League ပိုဆွဲနိုင်ခြင်းအရှိဆုံးအသင်းနဲ့စတင်ခဲ့ပြီးပွဲစဉ်20အထိအမှတ်ပေးစရာကိုဦးဆောင်တန်းနိုင်ခဲ့ပါတယ်။ Champions League မှာလည်းပဲ United တို့ဟာအောက်စုပထမအနေနဲ့16သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းပြည်ရင်းပလပြိုင်ပွဲတွေဖြစ်တဲ့ League Cup နဲ့ FA Cup တို့မှာတော့ပြိုင်ပွဲကနေစောစီးစွာထွက်ခွာခဲ့ရပါတယ်။ အဲ့ပြင်လစ်နဲ့ကစားခဲ့တဲ့ပွဲမှာဒီကစားသမားဟာလာရဲ့ general pit and ဂျူလွန်ခဲ့မှုကြောင့် ranking အနေနဲ့လက်ချက်ရသည့်တစ်ခုလုံးလွဲချော်ခဲ့ရပါတယ်။ဒီလိုအသင်းကောင်းဆောင် ranking တန်ရာရရှိသွားပြီးတဲ့နောက်မှာတော့အာဆင်ဝင်းကဥဆောင်တဲ့ Arsenal ရောအနီးကပ်ဆုံး PR ဘီလျက်ရှိပါတယ်။အဲ့ဒီတော့ Premier League ပွဲစဉ်30ရဲ့ပြည့် Old Trafford မှာ Man U နဲ့ Arsenal ရှင်ပြန်ခဲ့တဲ့ပွဲစဉ်မှာတော့ Arsenal ရဲ့တင်းကအနိုင်ရရှိခဲ့ပြီး Champions ဆုံးဖြတ်ပိုင်ခွင့်ဟာ Arsenal လက်ထက်ရောက်ရှိသွားခဲ့ပါတယ်။၄ရက်ကြာမှာတော့ United ရဲ့ Europa Super League အိမ်မက်ဟာလည်းမိမ့်မယ်ခဲ့ရပါတယ်။ ချန်ပီယံလစ်ကွာတာဖိုင်ရဲ့ဒုတိယအကြိုအိုထရပ်ပို့မှာကစားခဲ့တဲ့ပွဲစဉ်မှာမိုနာကိုကစားသမားထရီဇီဂီရဲ့အဝေးဂိုးနဲ့မိုနာကိုကနောက်ဆင့်တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပရီးမီးယားလိမှာလည်းအာဆင်နယ်ကိုမကျော်တက်နိုင်ခဲ့တာကြောင့်ယာဒီကုံမာရောအာဆင်နယ်ကပရီးမီးယားလိချန်ပီယံဖြစ်ခဲ့ပါတယ်။ဒါကြောင့်ပဲဖာဂူဆန်ကဇီကွတ်ထဲမှာပုံမလှုပ်ရှားဖို့ပိုးအဖွဲ့တန်တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းချဲမန်ဖြစ်တဲ့မာတင်အက်ဝတ်ကတော့ဖာဂူဆန်ပေါ်မှာတင်ရရှိနေခဲ့ပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ဆန်ဂျင်နေပြောင်းရွှေ့ခြင်းနဲ့ယက်စတန်နဲ့ဖာဂူဆန်အလွန်ကျဉ်းနေတဲ့ကစားသမားဖြစ်တဲ့ယော့ကတိုကိုခေါ်ယူပေးခဲ့ပါတယ်။ ဒီခေါ်ယူမှုနှစ်ခုကပဲမန်ချက်စတာယူနိုက်တက်ကိုဖြီရင်းနဲ့ဥရောပမှာပိုမိုအင်အားကြီးတဲ့အသင်းတစ်သစ်ဖြစ်လာစေခဲ့ပါတယ်။ဒီလိုနဲ့1998ဩဂတ်စ်လ9ရက်နေ့မှာကစားခဲ့တဲ့ Charity Shield ပွဲမှာ Arsenal အသင်းကို3-0နဲ့ရှုံးနိုင်ခဲ့ပြီးမှာတော့ Manchester United ဟာဒီရာဒီမှာတမိုင်းဝင်အောင်ပွဲဆူပလာတောင်းလို့ရယူသားလိမ့်မယ်ဆိုတာဘယ်သူမှထင်ထားခဲ့ကြမှာတော့မဟုတ်ပါဘူး။ 1996ခုနှစ်ရာသီရဲ့ပထမဆုံးပွဲအဖြစ်ပရီးမီးယားလိမှာလက်စတာစီးတီးနဲ့စတင်ကစားခဲ့ပြီးဒေသရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပွဲမှာမြင်တွေ့ခဲ့ရတာကတော့ဒီတင်းအောင်တကုတ်ကုတ်ထူးခြားနေတယ်ဆိုတာပါ။သူတို့ကအဲ့ဒီပွဲစဉ်မှာလက်စတာကို0-2နဲ့ရှုံးနေနေရကနေနှစ်ဘိုးပြန်သွင်းကတူတူတည်ကြခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ရာသီအစဟာ United တို့အတွက်ကောင်းမွန်တဲ့အနေအထားမှာတော့ရှိမနေခဲ့ပါဘူး။အသေးရဲ့ကစားသမားဖြစ်တဲ့ David Beckham ဟာလည်းပဲနိုင်ငံလက်ရွေးစင်အင်္ဂလန်အတွက်ကစားပေးခဲ့တဲ့ Argentina နဲ့ပွဲစဉ်မှာ အနီးကထိထားခဲ့တာကြောင့်အင်္ဂလန်ပြိုင်သက်တွေရဲ့အမျက်ဒေါသနဲ့လည်းရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်ဒီလိုနဲ့ပရီးမီးယားလိပွဲစဉ်၅ဖြစ်အမပေးစရာရဲ့အဓိကပြိုင်မဲ့ဖြစ်တဲ့အာဆင်နယ်ကို၃ဂိုးပြတ်ရှုံးနေပြီးတဲ့နောက်မှာတော့မန်ချက်စတာယူနိုက်တက်တို့ဟာအမပေးစရာရဲ့အဆင့်၁၀ထိရောက်သွားခဲ့ရပါတယ်ဒီထက်ပိုဆိုးတာကဥရောပပြိုင်ပွဲဖြစ်တဲ့ချန်ပီယံလိမှာလည်းပဲတင်းမင်းတမန် group of တက်တဲ့ကြာရောက်ခဲ့ပါတယ်ဒီရောက်စုထဲမှာမန်ချက်စတာယူနိုက်တက်အပါအဝင်ဂျာမန်ဘလူးဘိုင်ယန်မြူနဲ့စပိန်အင်အားကြီးဘာစီလိုနာနဲ့ဘရွန်ဘီတင်းတို့နဲ့တောက်စုတွေကြာရောက်ခဲ့ပါတယ် ရှင်တိုင်းတဲ့အနေနဲ့ဒီလိုခက်ခဲကြံတဲ့လမ်းရှိကြီးကိုဖြတ်လန်းနိုင်မဲ့ပွင့်ထုတ်ကိုပြိုင်ပွဲအစောပိုင်းတွေကမြင်တွေ့ခဲ့ရပါတယ်။အုပ်စုပွဲစဉ်ဖြစ်တဲ့ဘာစီလိုနာနဲ့ပွဲစဉ်မှာအသာစီးကစားနိုင်ခဲ့ပြီးက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 ြခဲ့ပါတယ်။ဒီလိုနဲ့ယာဒီအစအထနေနေခဲ့တဲ့ United တို့ကယာဒီစတော့ကခေါ်ယူခဲ့တဲ့ York နဲ့ Andy Cole တို့ရဲ့အတွဲဖက်တဲ့သူ United တိုက်စစ်ဟာလည်းပဲပုံစံကောင်းနေပြသနေနိုင်ခဲ့ပါတယ်။ဒီဇင်ဘာအရောက်မှာတော့ United တို့ဟာ Mapesia ရဲ့အစစ်နစ်နေရာအထိတက်လန်းလာနိုင်ခဲ့ပါတယ်။ တပတ် Champions League ပြန်ပွဲမှာလည်း Group of Death ထဲကြောက်ရောက်နေသည့်တိုင်အောင်အဆင့်နှင်းနဲ့16သင်းအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်း United တို့ဟာအဘက်ဘက်မှာကောင်းမွန်နေသေးတာလည်းမဟုတ်ပါဘူး။သူတို့က League Cup မှာ Sparrow ကို3-1နဲ့ရှုံးကပြန်ပွဲကနေစောစီးစွာထွက်ခွာခဲ့ရပါတယ်။ဒီလိုနဲ့ဇန်နဝါရီရောက်မှတော့အမပီးစီးယားကို United အနေနဲ့ဦးဆောင်ခဲ့ပြီးမှတော့ပုံမစိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ် United တို့ဟာအဲဒီကာလအတွင်းမှာတော့ Twin Goal တွေကိုစာလောင်နေကြတဲ့ Goal Twin မဟုတ်ဆိုးတွေဖြစ်ခဲ့ကြပါတယ် အဲ့ဒီယာဒီအတွင်းမှာ Nottingham Forest ကိုရှစ်ဖို့တွေ့ယူနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲစဉ်မှာ Oligana Social အနေနဲ့82မိနစ်မှာလူစားဝင်လာခဲ့ပြီး7မိနစ်အတွင်းလေးဂိုးတွေ့ယူပေးနိုင်ခဲ့ပါတယ်။ FA Cup Stoke Round မှာတော့ Liverpool အသင်းနဲ့ FA မှာရင်ဆိုင်ခဲ့ရပြီး3မိနစ်အကြာမှာ Michael Owen ရဲ့ twin goal ကိုခွင့်ပြုပေးခဲ့ရပါတယ်။အဲ့ဒီနောက်88မိနစ်နဲ့90မိနစ်တို့မှာတော့ York နဲ့ Social ရဲ့ twin goal နဲ့အတူကမ်းပတ်နိုင်ခဲ့ပါတယ်။ Champion League မှာတော့အင်္ဂလိပ်မှာ quarter final အဖြစ် Inter Milan နဲ့ရင်ဆိုင်ခဲ့ပြီးနှစ်ဂိုးကိုမရှိတဲ့အနိုင်ရရှိခဲ့ပါတယ်။ ။ဝဒီယာကျော့မှာတော့တန်ရာကျော့ပထမပွဲကိုလွဲချော်ခဲ့တဲ့အင်တာမီလန်ကစားသမားရိုနယ်ဒိုပြန်လည်ပါဝင်လာခဲ့ပြီး United တို့အနေနဲ့စကိုးရဲ့တင်ကိုနဲ့အတူတည်ရေကစားခဲ့ကစီးရီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။လိုနဲ့ United တို့ရဲ့ဘလား၃လုံးအိမ်မက်ဟာတဖြည်းဖြည်းယိုလုံးပေါ်လာခဲ့ပါတယ်။အခုဆိုရင် Manchester United ဟာနှစ်ပတ်အတွင်းဘလားအဆုံးဖြတ်၃ပွဲကစားဖို့ရှိနေတာပါ။ Champions League semi-final အဖြစ် Italy club Juventus နဲ့တွေ့ဆုံနေပြီး FA Cup semi-final မှာတော့ Arsenal အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဂျူဗင်တက်စ်နဲ့ကစားခဲ့တဲ့ပထမအကြော့အင်ဂွန်းပွဲစဉ်ဟာယူနိုက်တက်တို့အတွက်တော့ခက်ခဲခဲ့ပါတယ်ဂျူဗင်တက်စ်ဘက်ကအန်တိုနီယိုကွန်တေရဲ့တွင်းကိုနဲ့ဦးဆောင်တာချင်းမိနစ်90မှာရိုင်ကစ်ကတည်ကြစီမဲ့တွင်းကိုတကိုတွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်နောက်လေးရက်ကြာမှာတော့ဗီလာပတ်ကွင်းထဲမှာ FA ဖလာစမီဖိုင်နယ်ကိအာဆင်နယ်အသင်းနဲ့ရှင်ပြန်ကစားခဲ့ပါတယ်အဲ့ဒီပွဲစဉ်မှာတော့တည်ကြခဲ့တာကြောင့်နောက်3ရက်အကြာမှာတော့ CV ဖိုင်နယ် replay ဖြစ်ပြန်ကစားခဲ့ပါတယ် အဲ့ဒီပွဲစဉ်ကတော့ဒီခုအချိန်မှာဆိုရင်တမိုင်းဝင်ပွဲတစ်ပွဲဖြစ်ရှိနေပြီဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်မှာ Levi Packan အနေနဲ့တပ်ပတဲ့အဝေးခံကျန်းတဲ့အဖွင့်ကိုရယူပေးခဲ့ပါတယ်။တိတ်မကြခင်မှာပဲ Arsenal ကစားသမား Barkham ကလပ်ပလုံးနဲ့အဝေးခံကျန်းတဲ့အတူတည်ကျစေခဲ့ပါတယ်။ဒီလိုနဲ့ပွဲကစားတဲ့54မိနစ်ကိုရောက်ရှိလာချိန်မှာတော့ Ryan Kane အနေနဲ့ Nwaderi နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။အဲ့ဒါကြောင့်မဲ United တို့အနေနဲ့လက်ချက်မိနစ်16မိနစ်ကိုတယောက်ယောက်အနေထားနဲ့ Arsenal ကိုရင်ဆိုင်ခဲ့ရပါတယ်။ ီလိုနဲ့နာချင်းအချင်းပုံမှာတော့ final ကိုတွားရမယ့်လက်မှတ်ဟာ Arsenal လက်တက်ရောက်လို့လာခဲ့ပါတယ်။ Arsenal တို့က penalty ရရှိခဲ့တာပါ။ဒါပေမဲ့လည်း Barkan ရဲ့ကန်ချက်ကို Peter Schmeichel ကအောင်မြင်စွာကာကွယ်နိုင်ခဲ့ပါတယ်။ဒီပွဲရဲ့အဖြစ်ကိုပြောင်းလဲပေးလိုက်တာကတော့ဒုတိယပိုင်းမှာလူစားဝင်လာခဲ့တဲ့လူငယ်ကစားသမားလေး Ryan Giggs ဖြစ်ပါတယ်။ဒီလိုနဲ့ကွဲကစားချိန်၁၉မိနစ်မှာတော့ Ryan Giggs အနေနဲ့ကွင်းလယ်ကနေတယောက်တည်းဆွဲပြစ်ပြီး final ကိုတက်ရောက်စေနိုင်မဲ့အတွင်းကိုသွင်းယူပေးခဲ့ပါတယ်။ဒီလိုနဲ့ United တို့က FA Flag final ကိုတက်ရောက်နိုင်ခဲ့ပါပြီ သူတို့နောက်ထပ်ကြော်ခဲ့ရမှာကတော့တူရီမာကစားမဲ့ဂျူဝင်တက်တဲ့ပွဲစဉ်ကိုဖြစ်ပါတယ်။ဒါပေမဲ့လည်းပွဲစဉ်ကတော့ United တို့ထင်သာသလိုဖြစ်မလာခဲ့ပါဘူး။ပွဲစဉ်17မိနစ်မှာတဲ့ Inzaghi ရဲ့ twin goal နှစ် goal နဲ့အရင်နိုင်နေခဲ့ပါတယ်။ဒါပေမဲ့တရာစီလုံးကမ်ဘက်တွေဆင်းနေလာခဲ့တဲ့ United တို့အတွက်ကတော့သူတို့ပြန်လာနိုင်မယ်ဆိုတာယုံကြည်နေကြပါတယ်။ဒီလိုနဲ့သူတို့ယုံကြည်ထားတဲ့အတိုင်းပထမပိုင်းမပြီးဆုံးခင်မှာပဲ Ryan Kane နဲ့ Wright တို့ရဲ့ twin goal နဲ့အတူ2 goal စီတည်ကြခဲ့ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန်83မိနစ်ကိုရောက်ရှိလာချိန်မှာတော့အန်လီကိုအနေနဲ့ United တို့ကို Champions League Final တက်ရောက်စေနိုင်မဲ့သွင်းကိုသွင်းယူပေးခဲ့ပါတယ်။ဒါဟာသူတို့အနေနဲ့1968ခုနှစ်မှာ Champions League ကိုရယူပြီးကြတဲ့ကနေပထမဆုံးအကြိမ်ဖြစ် Champions League Final ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်တို့ဟာယခုဆိုရင်တမိုင်းဝင်အောင်ပွဲဖြစ်တဲ့ဖလားသုံးလုံးရယူဖို့သုံးပွဲသာလိုအပ်နေတော့တာဖြစ်ပါတယ်။ပရီးမီးယားလိနောက်ဆုံးအဆုံးဖြတ်ပွဲစဉ်ရဲ့ FA Cup Final နဲ့ Champions League Final တို့ပဲဖြစ်ပါတယ်။ပထမဆုံးဖြစ်တဲ့ပရီးမီးယားလိပွဲစဉ်ကိုတော့စပါးနဲ့ကစားရမှာဖြစ်ပါတယ်။ ်ပရီးမီးယားလိအရယူဖို့ဆိုရင် United တို့ကစပါကိုအနိုင်ကစားနိုင်ဖို့လိုအပ်ပါတယ်ဒုတိယနေရာကအာဆင်နယ်ကတမတ်အကွာနဲ့လိုင်းနေကြလို့ဖြစ်ပါတယ်ဒီနောက်ဆုံးပွဲချင်းဟာလည်း United တို့အတွက်တော့မလွယ်ကူခဲ့ပါဘူးဦးဆောင်ကိုခွင့်ပြုပေးခဲ့ရပြီးတော့ကဲလက်ကမ်ပတ်နိုင်ခဲ့ပြီးပထမဆုံးဆုပလာဖြစ်တဲ့ပရီးမီးယားလိကိုဆုကူနိုင်ခဲ့ပါတယ် United တို့ဒီကရှင်ပြန်ရမှာက Newcastle နဲ့ FA Cup Final ဖြစ်ပါတယ်ပရီးမီးယားလိဂ်ဘလောက်ကိုစကူထားခဲ့တဲ့ United တို့က FA Cup မှာလည်းပဲ Newcastle ကိုတူးစီးနဲ့အနိုင်ရကဒုတိယမြောက်ဆုဘလတ်စကူနိုင်ခဲ့ပါဗျာ အခုဆိုရင်တော့ United တို့အနေနဲ့တမိုင်းဝင်ဘလတ်တုံးလုံးရရင်လည်း Champions League Final မှာ Bayern Munich ကိုအနိုင်ရရှိဖို့သာလိုအပ်နေတော့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းပြန်ပွဲအသင်းက Bayern Munich ဖြစ်နေတာကြောင့်ထင်သားသလိုလွယ်ကူနေမှာတော့မဟုတ်ပါဘူး။တကယ်တမ်းပြန်ပွဲစတင်ချိန်မှာလည်း United တို့အနေနဲ့ရုန်းကန်ငယ်ရပြီး Bayern Munich ကိုဦးဆောင်ကိုစောစီးစွာပြေးခဲ့ရပါတယ်။ဒီလိုနဲ့ပဲပွဲကစားစဉ်နောက်ဆုံးမိနစ်ရောက်တဲ့အထိ United တို့ဟာကိုသိယူနိုင်မယ့်အခွင့်အရေးတစ်ချိန်တော့ဖန်တီးထားနိုင်ခြင်းမရှိသေးပါဘူး။ ဒီလိုနဲ့အချိန်ပုံမှာတော့လူစားဝင်ကစားသမားတွေဖြစ်တဲ့ Sharingan နဲ့ Oligana Social ရဲ့အတွင်းကိုတွေနဲ့ပြန်လည်ကမ်းပတ်နိုင်ခဲ့ပြီးတတိယမြောက်စုဖလားနဲ့အတူသမိုင်းဝင်စုဖလားသုံးလုံးစုကူနိုင်ခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ Ferguson အနေနဲ့သူနီးပြဘဝတစ်ချောက်လုံးလိုချင်နေခဲ့တဲ့ Champion League ဖလားကို Manchester United နဲ့အတူရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီဗီဒီယိုကတော့ Ferguson အနေနဲ့ Manchester United ကိုရောက်ရှိလာတဲ့ကနေ့တမိုင်းဝင်အောင်မွေးဖြစ်တဲ့ Blatton လုံးရတဲ့အတိဘလိုတွေလောက်ဆောင်ခဲ့လဲဆိုတာတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ အဆုံးနဲ့ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကျန်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးလို့ပေးဖို့တောင်းဆိုပါတယ်